အားလုံးမင်္ဂလာပါခင်ဗျာယနေ့73ရက်7လ2025ရက်နေ့မင်္ဂလာညချမ်းမှာစစ်သတင်းအနေအချင်းရဲသုံးဘော်ရဲ့စစ်သတင်းလေးတွေနဲ့စတင်လိုက်ခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့စစ်သတင်းများမစတင်မီမှာကျွန်တော် channel လေးကိုလည်း like share subscribe လေးလုပ်ခဲ့ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ဟုတ်ကဲ့စစ်သတင်းများစတင်လိုက်ကြရအောင်ခင်ဗျာ မနေ့ကစပြီးတော့မြန်မာနိုင်ငံတနိုင်ငံလုံးဆောင်းဥရာသီစတင်ခန်းစားကြရပါတယ်။နိုဝင်ဘာ17ရက်နေ့မနေ့ပိုင်းကစပြီးမြူနင်းလေးတွေစမြင်လာပြီးတော့အေးဒက်ကလည်းပိုကဲလာနေပါတယ်။ဒါပေမဲ့ကျုပ်တို့ရင်းသွမော်ရဲ့ရင်ထဲမှာပူနေတယ်ဗျာ။ကံဘလူတွင်ထဲမှာမနေ့နေ့လယ်ပိုင်းကမိမိစစ်ကြောင်းတဲ့ရန်သူများဟာကံဘလူတောင်ဘက် ရင်းတိုက်ရွာနီးတိုက်ပွဲဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ်သတင်းကို confine လုပ်နေသေးပါ စိတ်ထဲထိခိုက်ခံစားရပါတယ်စိတ်ရဲ့သဘောမှာဥယင်စားအရင်တော့ခံပဲလီပွင့်လင်းရသည့်ရောက်ပြီဆိုတော့တိုက်ပွဲတွေခက်စိတ်စိတ်ဖြစ်လာတော့မှာပါရွေးကောက်ပွဲကလည်းအတော်နီးကပ်လာနေပါပြီဧရိယာကုမာရအလုံးကိုတောင်းဝန်ယူထားတဲ့ဒေသအလိုက်အပြောင်းရှင်းရတော့မှာပါ လက်နက်ချရန်သူအင်အားများရင်တော်၎င်း NCA ကိုလိုက်နာပြီးတရားဝင်အပြစ်ခတ်ရက်စဲမယ်ဆိုရင်တော့အလုံး OK မှာစွပြေပေါ့ဗျာရွှေဘုံစိတ်ခွန်လမ်းပိုင်းအနီးတဝိုက်နဲ့မူးဆုံမင်းကုန်ဂိတ်အင်ဂျင်တော်ဖေရအနီးတဝိုက်ဂျိုကျွနေတဲ့မိုင်းတောင်ပြပမအေဝေးအုပ်စုကိုလည်းဖြိုဖို့ကိစ္စတွေကလည်းရှိလာနေပါတယ်။လျှို့ဝှက်အစစ်စစ်သတင်းတွေမို့တီးခံဆောင်ပေးပါခင်ဗျာ။ မြင်းညံနေမြေအိုင်းမယူရဘက်မှာလဲလွန်ခဲ့တဲ့ရက်ကအိုင်းမယူရတောင်ဘက်ဇေယျမှာ ကြားသုံးမတေစုစုပေါင်း၄ယောက်ကိုဗရက်တွေကရရက်ဆက်ဆက်ခေါင်းဖြတ်တတ်ခဲ့ကြပါတယ်တောင်သာမြို့နယ်စကြံကံမြဲဘိန်းွယ်ကုန်းလမ်းကြောင်းပေါ်မှာခိုတောင်းအလံတွေလိုက်လံစိုက်ထူပြီးဂျိုကျွနေတဲ့တောင်သာဗရက်တွေကိုလဲသိမ့်မကြခင်တပ်မတော်ကစစ်ကြောင်းများက ဆုံးမတော်မူကန်းဇလန်းများကြမ်းတိကြပါတော့မယ် ဆောင်းရွက်ကြွေချစ်သက်တဲ့အချစ်ဇလန်းတွေဖြစ်လာမယ်မထင်ဘူးဗျာ။နေမြေဒေသအသီးသီးမှာတော့မင်းလဲယောက်ျားငါလဲယောက်ျားတရားချင်းပြိုင်မလားဓာချင်းဆိုင်မလားကြိုက်တာကိုရွေးစံကို့လူဆိုတဲ့ခက်ကြမ်းကြမ်းအကွက်ဆန်းတွေကိုကြမ်းသီးရပေတော့မှာအကင်းပါမနဲ့အလင်းဝင်သူများအသက်ရှည်အနာမဲ့ပြီးမိုက်တွင်းနမဲ့အေးအိုအချိုးနဲ့ဗရက်အချိုးကတော့ဖယံသခင်တန်း ကောင်းကြီးမောင်စာကြွကြတော့မဲ့ကာလာလဲတိတ်မဝေးတော့ပါဘူးလို့ပဲဆိုပေးရစေခမညာဆရာသမားများနဲ့တငယ်ချင်းအားလုံးကိုလေးစားရွသေးစွာဖြင့်ရဲသုံးပေါ်ဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ရခိုင်ပြည်နယ်ကြောက်ဖြူဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာ။ဆနေရ7လ2025ရက်နေ့မှာတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းပြင်းရွာအနီးမှာ ခုံအောင်နေတဲ့အကြမ်းဖက်လောင်ညံသူအေးအေးအဖွဲများကို တမတော်လုံညွေးတပ်ဖွဲ့ဝင်များက ရှင်းလင်းသုံးတင်နဲ့လိုက်ပါတယ်ဒီလိုရှင်းလင်းတဲ့အခါမှာမိမိဘက်ကစစ်တီတူမစိုးရင်ရဒဏ်ရာအနေငယ်ရရှိပြီးအကျိုးမြတ်ရလက်နေရဖြင့်အကြံသူဓမ္မအကြမ်းဖက်လောင်ညံသူအေးအေးနှလုံးလက်နဲ့ငယ်သုံးလက်ကြီးအင်ကြီးစံများလက်ပြုံများနဲ့ကြီးကအုတ်ထုံများ သိမ့်ပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ညောင်ကျိုးဒေသနဲ့ဆက်ဆက်နေတဲ့သတင်းလေးပဲဖြစ်ပါတယ်ခင်ဗျာစနေရက်စတလ2025ရက်နေ့မှာတော့ညောင်ကျိုးဒေသတွင်းမှာနေမြေရှင်းလင်းနေတဲ့တမရော်လုံကျိုးတပ်ဖွဲ့စစ်ကြောင်းများနဲ့အကြမ်းဖက်တောင်းကျမ်းသူအေအေအဖွဲ့တို့ထိတွေ့မှုအနှဲငယ်ဖြစ်ပွားခဲ့ပါတယ်ဖြစ်စဉ်အတွင်းမှာရန်သူဟာစုတ်ခွာတပြေးသွားခဲ့ပြီးမိမိဘက်က ထိခိုက်မှုတစုံတရာမရှိပဲအကျိုးမြတ်ရလတ်နေရာဖြင့်အကျမ်းဖတ်တောင်းရင်သူအေအေတလောင်းလက်နက်ငယ်တလက်နဲ့လက်ပြုံ၃လုံးတို့ကိုသိမ်းပိုက်ရရှိခဲ့ကြောင်းတင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးချင်တာကတော့ဆီယန်နရီမိုးရေးသားတဲ့သတင်းဆောင်မလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအညာကိုဝင်ရတဲ့စစ်ကြောင်းတွေအနေနဲ့တသမတဲ့စင်နီးဗျူဟာမသုံးမိဖို့အရေးကြီးပါတယ်ဥပမာတိသားတဲ့တာရကနိုင်ရှင်ပြရရင် ရခိုင်ဆိုရင်ရန်သူက မြေနိုင်နေစနိုက်ပါဖော်ဖော်တည်တည်သုံးနေပရဝီအနေအထားရမြေချောင်းပေါ်တယ်ဆက်လီငားရတဲ့ဒေသမှုသတင်းပေါက်လွယ်ကူပါတယ်ဒါဆိုရင်ဒီဒေသမှာနီးပညာကိုသာဖော်ဖော်တည်တည်သုံးပြီးတိုက်သင့်ပါတယ်ဒရုန်းနဲ့ဂင်းထောက်ဒရုန်းနဲ့နေမြေရှင်းရန်သူသုံးတဲ့စနိုက်ပါတဲ့ပူကောင်းပူဝေးပြီးတော့အစစ်မြင့်တဲ့လက်နက်တွေကိုသုံးပြုအညာကမြေပြန့်ဆိုပေမဲ့ရီမန်းချက်ကိုတွားတဲ့အခါ တပြူဟာလောက်နဲ့တီတီကြီးမသွားစီခြင်းဘူးအညာကိုနေမြေရှင်းရင်အရင်ဆုံးကာလာခွဲတင်တဲ့ရွာချင်းဆက်တွေမို့သတင်းပေါက်လွယ်တဲ့အနီးများတဲ့နေရာမှာအင်အားတရာဆိုတဲ့ပမာဏကပြွက်စိတ်ကြမ်းမှာထန်းရက်ခဲချသလိုပဲဖြစ်သွားပါလိမ့်မယ်ဒါကိုရှေ့မှလည်းအချိန်မောင်းများစွာရေးခဲ့ပြီးပါပြီဒီနေရာတွေမှာကြတော့လူရင်းအားကိုများများ သုံးတင်တယ်ဒါမှအရင်နဲ့အကြောင်းနဲ့ဆိုလက်ချင်းချိတ်နိုင်မှာပါ ရန်သူကထန်းတက်သမားအညာသားတွေဆိုပေမဲ့စိတ်ဓာတ်တွေကကြီးပေနေတဲ့ community တွေများပါတယ်။ရွှေဘိုလမ်းမနဲ့မုံရွာသွားလမ်းမပေါ်ကမြေမြုံမိုင်းတွေဆိုတာစီပီပါစီပုံးဝါအခွန်လွတ်တွေနဲ့ထည့်ပြီးတော့ကို ထောင်ထားတာပါ။ပြီးတော့ဒီမောင်တွေကတောက်ချောက်တွေကားလန်းတွေမှာဘဲကားတီတီဆွဲမိုင်းထောင်တယ်။ရှော့တိုက်ဒုံးတွေနဲ့ပြစ်တယ်။တက်ကပြန်လို့ရင်ပြည်သူကိုတတ်နေပါပြီ ဆိုပြီးဖင်ပြင်းအောင် အရင်អော်သေးတာ။ ်ဆိုတော့အညာဝင်ဝင်တဲ့စစ်ကြောင်းတွေဗမာအချင်းချင်းဆိုပြီးမပေါ်တာအကောင်းဆုံးပါစစ်ကြောင်းကိုဥဆောင်ရတဲ့ခေါင်းဆောင်တွေအနေနဲ့လဲအညာနဲ့လက်ရောညီတွေဖြစ်မဲ့နီးဗျူဟာတွေပြောင်းလဲကျင်သုံးဖို့အကြံပြုလိုပါတယ်ဒေသတစ်ခုနဲ့တစ်ခုကို လက်ချင်းချိတ်ရှင်းနိုင်ရင်လဲရှင်းရင်မောင်တမ်းပြီးတက်ဖြန့်ရင်လဲဖြန့်မဟုတ်ရင်ယုံတောင်ပြီး ခွေးမြောက်လိုက်သဘောမျိုးဖြစ်နေပါလိမ့်မယ် ငင်းငင်းရေးဆွေးနွေးကြတဲ့နေရာမှာအဖွဲ့ပေါင်းဘလောက်များများကိုဒေသခံလူမျိုးစု ကိုစားပြုလက်နက်ကင်ပါဆိုပြီးဆွေးနွေးရမှာလဲဒါလဲအရေးကြီးတဲ့ပြဿနာတစ်ခုပါရခိုင်မှာတော့စောမြရာသလင်းရှိတယ်2009မှာ KNA ကမွေးထုတ်ပေးလိုက်တဲ့ထုံးမြန်နိုင်ရဲ့ AA အင်အားစုထပ်ပေါ်လာတယ်ပုံမှာဒုတိယဥက္ကရာကခွဲထွက်ပြီးလက်နက်ပြန်ကင်တယ်ချင်းမှာ CC တွေ CB တွေဖြစ်လာတယ်ရှမ်းမှာ RCS SSBB ရှိတယ် အညာမှာလဲ community အခြေခံတပ်တွေပေါ်လာတယ်။တောင်ယူဝကလည်းကျိုင်းတုံယူပြီးတောင်မြောက်နယ်မြေဆက်နိုင်ဖို့အချိန်ပြည့်ကြိုးစားနေတယ်။လက်ရှိပြည်မာတဲ့ကဖမ်းလို့မိသည်မယဘိန်းတွေရဲ့လာရဒေတာကရှမ်းပြည်ပါ။ဇူလွယ်နဲ့လွယ်တဲ့ဘိန်းတွေစိုက်ကြတဲ့မြေရှားရောင်းနိုင်ဖို့တရုတ်ကုမ္ပဏီတွေသူတို့ဒေတာတဲ့တရားမဝင် ခေါ်သွင်းထည့်ထားကြတယ်။ပြည်တော်စုအစိုးရကဘာမှစီမံပိုင်ခွင့်ထိန်းချုပ်နိုင်ခွင့်မရှိပြန်ဘူး။ ဖက်ဒရယ်အရကိုပိုင်အုပ်ချုပ်ခွင့်တော်လိုချင်တယ်ဒါပေမဲ့လက်နက်ဆက်ယုံထောင်ပြီးဒီမိုကရေစီအရမဲပုံးထောင်ခွင့်မရှိဘူးဆိုတော့ဝအနေထားကဘလို့အခြေအနေမျိုးဖြစ်နေပြီလဲပူပူနွေးနွေးကျင်းပကြတဲ့ကျင်းပခဲ့တဲ့ NCA စနစ်ပြမှာ KIO ဒုဥက္ကရာဟောင်းတက်ခဲ့သလို KNU ရဲ့ဥက္ကရာဟောင်းလည်းတက်ခဲ့တယ်လက်ရှိမြေပြင်မှာကြတော့ KIA ကဗမော်မြို့အပြင် မန်စီနဲ့အထုဒေသတစ်တွေကိုတိုက်ခိုက်ထိန်းချုပ်ထားတယ်။ KNU ကလည်း NCA ပြက်ပြဲပြီလို့ဆိုသလိုရွေးကောက်ပွဲကိုတောင်ဆန့်ကျင်ဖို့လှုံ့ဆော်ထားတယ်။ပြောကျင်တာကတဘုံလက်နက်ကင်တွေမှာတက်မတော်လို့တသွေးတသံတမိတ်မရှိပါဘူး။ဒီထဲမှာ KNU ကအဆိုးဆုံးဘိုးအဖွဲ့စည်းသာဖွဲ့ထားတာဘယ်တက်မှာမှလည်းဘိုးကမထိန်းချုပ်နိုင်ဘူး။ လူသက်အကြမ်းဖက်ကျူးလွန်တဲ့နေသားများကို KNU ကအခုချိန်ထိဗာမျာအေးအေးယူနိုင်ခဲ့လို့လဲသမရကြီးဦးသိန်းစိန်အကောင့်ထဲပေါ်ခဲ့တဲ့ NCA လမ်းကြောင်းအောင်မြင်ဖို့တပ်မတော်ကဘလောက်အထိဘူပေါင်းပေးခဲ့သလဲဆိုရင်ရန်သူစီကကြည်ထွက်မှကိုစီကထွက်ရမယ်ဆိုတာမျိုးအထိအမိန့်တွေချခဲ့တယ်မတော်လို့ထိတွေ့မှုဖြစ်ရင်တော့ငိမ့်ညာရေးပဲကိုကစဖြည့်စည်းမိသလိုလိုအထိလိုက်နာပေးခဲ့ရတယ်အဲ့တော့ တခုခုဆိုလူ10ယောက်လောက်လက်နက်ကင်အဖွဲ့တွေကိုခေါ်ပြီးတီးကြဖွဲ့လာတဲ့လက်နက်ကင်အဖွဲ့တွေကိုရောဘလို့ကောင်းစီနဲ့ငြိမ်ငြိမ်ရေးဆွေးနွေးကြမှာလဲအခုပဲ NCA ကိုယုံကြည်လို့ဆိုပြီးလက်မှတ်ထိုးကြတယ်အခုပဲညှိနှိုင်းမှုတွေအစင်မပြေလို့ဆွေးနွေးပွဲတွေကနေခိတ္တရထားမယ်ဆိုပြီးကြေညာပြန်တယ်ဘလို့လို့ဒီငြိမ်ငြိမ်ရေး process ကအရွေးဖြစ်လာတော့မလဲ တီဂျာနာကတော့ EAO တွေမှာဖက်ဒရယ်နိုင်ငံရေးအရာလိုလန်းချက်ရရင်တော့လက်နဲ့စွန့်ဖို့အကြောက်အကန်ဖြစ်နေပါလိမ့်ဦးမယ်လူမျိုးစုကောင်းစားရေးဆိုပြီးတစ်တလုံးလူသစ်စုစက်ကြီးကောက်တဲ့ယဉ်ကျေးမှုကလည်းနှစ်ပေါင်း80ကျော်ဆိုတော့အယိုးရေဒီသူတို့တွေစွန့်နေကြပါပြီ တခါတလေနိုင်ငံကအခုလိုနိုင်ငံရေးအကြက်တဲများပေါ်လာရင် မဟာမိတ်တွေစုဖွဲ့ပြီးအနာရှင်ပပျောက်ရေးခေါင်းစဉ်နဲ့စစ်တွေတိုက်ပြီးရသလောက်နေမြေလူကြအောင်မယ်တရားတွေချိုးမြို့တွေဖြတ်ကြအောင်မယ်တော်တော်တိုးတက်အောင်မယ်တိုင်းပြည်ပါပဲလို့လေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုကျွန်တော်နောက်ထပ်တင်ပြပေးနေတာကတော့ geopolitics အတမိုင်းရေးသားတဲ့တမိုင်းမတင်ခဲ့ပေမဲ့တမိုင်းတွင်ခဲ့ကြတယ်ဆိုတော့သတင်းဆောင်ပါလေးပဲဖြစ်ပါတယ်ခင်ဗျာ ကျွန်တော်အရင်တော့ကဒီဘက်ခေစစ်ဘုအငယ်တယောက်ရဲ့စစ်ပွဲအောင်ဖို့ကြိုးစားခဲ့တဲ့ပို့တွေကိုရေးခဲ့ဘူးပါတယ်ဒီကံတော့စစ်တပ်ကတော့အမတ်စဉ်60နောက်ပိုင်းအရာရှိငယ်တယောက်ရဲ့လောက်ကိုင်းတော်ရင်ကဖြစ်ရမှန်လေးတခုအကြောင်းမှတ်တမ်းတင်ဂုံပြုခြင်းပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကဂုတိဖြတ်သန်းလာတဲ့သမိုင်းတခြားအရင်ခေတ်ရောအခုခေတ်ထိပါတောင်တော်မှာထူးခြားပြောင်မြောက်တဲ့စစ်တီတော်တွေရှိနေသေးပါတယ် နောင်လဲရှိနေဦးမယ်ဆိုတာမှတ်တမ်းရှိစေခြင်းလို့ပါဇလန်းဇကတ်တွေဘာမှမပြောတော့ပါဘူးအဖြစ်အပျက်လေးပါတစ်စက်နှစ်ခွန်းစပြီးနှစ်ပတ်လောက်အကြာမှာလောက်ကင်ဒေသမြောက်ဖယ်စွန်းမော်ထိုင်းမြို့ပတ်မကတက်စကန်တွေကို MNDAA ကစတင် တိုက်ခိုက်ခဲ့ပါတယ်အထက်အမိန်ရရှေရန်တမတယင်းတွေဟာလောက်ကင်မျိုးဒါကသစီပေါင်းမှုတောင်ပေါ်ကနေဆုတ်ခွာခဲ့ကြတယ် ဆောက်ခွန်ရလမ်းဟာအကွာဝေးအဖြောင်တိုင်းရင် ကီလိုမီတာ90လောက်ရှိပါတယ်။မြေပြင်အနှိမ့်အမြင့်အကွေးအကောက်ပါထက်ထွက်ရင် မိုင်90လောက်ရှိပါတယ်။တမ်မတော်ရဲ့စစ်ကဏ္ဍကြီး၄ရက်၅ရက်မှာ ခွာစစ်ရအပင်ပန်းဆုံးစနစ်တကျအစီအစဉ်ချရဆုံးမအခက်အခဲဆုံးဖြစ်ပါတယ်။ဒါအပြင်ခေါ်ရိုးကျိုးနေတဲ့အစင်လာရအဲ့ဒီအချိန်ကမြေပြင်တံမှုတွေဟာခွာစစ်ကိုတကားမှမကျင်သုံးဘူးတဲ့သူတွေဖြစ်နေခဲ့ပါတယ်။ လွယ်လွယ်ပြောရရင်ခွန်စင်ကဖယူပြည့်ဖြစ်ခဲ့တယ်။တောတွင်းဆုတ်ခွန်ရလမ်းတလျှောက်မှာဒေသခံတောကျွမ်းနဲ့ MNDA ရဲ့အပိုင်းလိုက်ဖြတ်တောက်တိုက်ခိုက်တာခံရပါတယ်။ဒရုန်းဘုံအချခံရပါတယ်၊ခြုံခိုခံရတယ်၊အမက်ချွေ ခံခဲ့ရပါတယ်။ဒါတွေကြောင့်တပ်ဖွဲ့စည်းမှုတွေပြက်ပြီးတော့စနစ်မကျစွာအုပ်စုငယ်လေးတွေအဖြစ်ဆုတ်ခွာလာကြရပါတယ်။ တချို့တွေကတက်စုအင်အားတချို့ကတက်စိတ်အင်အားဇယောက်ခန့်နဲ့အဲ့ဒီအထဲမှာဒဏ်ရာရတဲ့သူ အချို့ လူစုခွဲတဲ့အချို့စစ်သည်တွေဟာတယောက်တည်းဖြစ်ကြံရစ်ခဲ့ကြပါတယ်ဒဏ်ရာရပြီးတယောက်တည်းကြံခဲ့တဲ့အထဲမှာအရာရှိငယ်တယောက်လည်းပါပါတယ်အချိန်ကာလကနိုဝင်ဘာလလယ်နဲ့ဒီဇင်ဘာလလယ်ကြားပါ ရှမ်းမြောက်ပိုင်းကတောင်တန်းတွေကအယိုးကွဲမတဲ့အေးစိမ့်နေပါတယ်စုပ်ပြဲနေတဲ့အဝတ်တထင်အား သူ့ကိုတကိုစားကို အနှွေးတဲ့ဘယ်ပေးနိုင်မှမလဲသူ့မှာရန်သူကိုပြန်ပစ်ဖို့လက်နဲ့လည်းမရှိပါဘူးစားစရာမရှိပါရေတောင်းဖို့အတွက်ရေတံဘူးအခွန်လေးတစ်ခုပဲရှိပါတယ်လူကဒဏ်ရာနဲ့လမ်းမလျှောက်နိုင်ပါဘူးတစ်ကိုင်းကိုကင်ပြီးတော့ထောက်မသွားနိုင်တဲ့အခြေအနေပါဒါကြောင့်ကျတိချောင်းဝန်လျာမောက်နဲ့သွားနေရတာတရွရွပါပဲရှမ်းပြည်နယ်ရဲ့ တောတောင်ဟာစိတ်ဆန်းရီအမတန်ပေါ်တာသူ့အတွက်ကံကောင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်ရေဘူးအလိုလေးတဲ့ရေဖြစ်ပြီးတောင်းလိုက်တွေရွေသွားလိုက်ရေကုန်လိုက်နောက်ထပ်ရေထွက်လေးတွေရောက်အောင်ရှာပြီးရေဖြစ်လိုက်နဲ့ပဲစားစရာမရှိအင်အားမရှိတွေရွေသွားခဲ့ရပါတယ်အဲ့ဒီလို သွားခဲ့ရတာရပောင်း30စွန်းစွန်းကြာခဲ့ပါတယ်အသက်20ဝန်းကျင်အရွယ်စစ်တီလေးတယောက်ဟာအဲ့ဒီလိုစွမ်းဆောင်နိုင်ခဲ့ပါတယ် သူအသက်ရှင်ဖို့ယုံ간ဖို့စိတ်တက်ခွန်အားကိုသူရဲ့မိသားစုကတော့၎င်းချစ်သူကတော့၎င်းစစ်တက်သူမှရိုက်ထည့်ပေးခဲ့တဲ့အနိုင်မခံစိတ်တက်ကတော့၎င်းပေးအပ်ခဲ့ပါလိမ့်မယ်သူရဲ့စ조사ယုံ간မှုအရာထင်တော့မဲ့နေ့မှာတရုတ်မြန်မာနိုင်ငံကြားကကာထားတဲ့သူစုโจချန်စီယိုကိုတွေးလိုက်ရပါတယ်ရက်30တောင်းဝန်ရမောက်ပြီးတော့တွေးရွေ့သွားခဲ့တာ ပလိတ်တန်းအထက်တက်နဲ့ကာထားတဲ့သူ့စူးကြိုးကသူ့အတွက်ဘာမှမဟုတ်လို့လဲဗျာပြက်ရဒံရတွေအလိမ့်လိမ့်နဲ့ရှင်းသမျှအားနဲ့ကြိုးစားတပြီးကြော်တာပေါ့ခတ်တာကတပတ်နိုင်ငံနယ်နိမိတ်ထဲကြော်ကနီးမှာနေဆက်ကင်းလက်နေတဲ့ MND တပ်ဖွဲ့တွေတွေ့လို့ဝိုင်းပစ်ကြသေးတယ်ဒါပေမဲ့တစ်ဖက်ကိုသူလိမ့်ချနိုင်ခဲ့ပါတယ် တစ်ချိန်တည်းမှာပဲလောက်ကင်ဒါကာစာကတရုတ်မြန်မာဆက်ဆံရေးအရာရှိငယ်တယောက်ကလည်းတရုတ်တပ်မတော်ကအရာရှိတွေကိုအချိန်တိုင်းဆက်သွယ်ပြီးမိမိစစ်သည်တွေနဲ့ကြော်လာရင်ကူညီပေးဖို့တွားခေါ်ပေးဖို့နဲ့နေဆက်ဂိတ်ကနေပြန်လွှဲပေးဖို့မပြတ်အကူအညီတောင်းပေးနေခဲ့ပါတယ်။အဲ့ဒီစစ်ပွဲမှာပုဂ္ဂိုလ်ကြီးအရာတရုတ်ဘက်ကအရာရှိတွေရဲ့ကြီးစုကိုတော့မေးဖြောက်ထားလို့မရပါဘူး။စက်ပေါင်းရရင်တော့ဗျာ။ နာမည်ကျော်တပ်မကြီးမှာစစ်ပွဲတရားအောင်မြင်အောင်ကြိုးစားခဲ့တဲ့ဘုံငယ်ဟာလောက်ကိုင်းမှာမိမိစစ်တီတွေနယ်နမိတ်ကျော်လာရင် အတက်နိုင်ဆုံးမထီးခိုက်အောင်ခေါ်ပေးဖို့ကျွေးမွေးပြုစုဈေးကုပေးဖို့စနစ်တကျပြန်လွှဲပေးဖို့တရုတ်နိုင်ငံဘက်ကအရာရှိတွေကိုအကြိမ်ကြိမ်အောက်ကျတောင်းဆိုခဲ့တဲ့မြန်မာဘက်ကဆက်ဆံရေးအရာရှိအဖြစ် ပါဝင်ခဲ့ရပါတယ်။ရုံးငံခဲ့တဲ့စစ်ဘုံငယ်လေးကတော့အခုထိရှိဦးမယ်ထင်ပါတယ်။ သမိုင်းမတင်ခဲ့ပြီမဲ့သမိုင်းတွင်ခဲ့ကြတဲ့ကျယ်ဝင်လေးတွေပေါ့ဗျာတစတဲ့ပြောကျင်တာကတော့ကကံပြီးအနေနဲ့ဝါရဖြန့်မမီတဲ့ဒီလိုဂုံယူစရာသမိုင်းမှန်ကိုတမ်မတော်နေ့အထိန်အမတ်ရုပ်ရှင်ရိုက်ကူးတင်တာပါနမူနာအနေနဲ့ဒိုင်နမစ်မင်းသားလီယိုနာໂດအော့စကာဆုရတဲ့ရီဗန်နက်ကားကိုပဲပြန်ကြည့်ပါ မြမဓမ္မရောသားတယောက်ရဲ့တကယ်အဖြစ်မှန်အား river နဲ့ဇကာတဲ့တောင် ပိုပြီးရုန်းကန်ခဲ့ရပါတယ်ပိုပြီးဂုံယူစရာကောင်းပါတယ်စံအလုံးနီးပါးကိုအတင်ကောင်းတဲ့မင်းသားတယောက်ထဲနဲ့ရိုက်လို့ရသလိုဘတ်ဂျက်လည်းတိတ်မကုန်ပါဘူးတယုတ်မြမဓမ္မရောနှစ်ရက်ရဲ့ချစ်ကြည်ရေးလဲဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးစားစွာဖြင့် တင်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့အခုနောက်ဆုံးနေရာဖြင့် ရှမ်းမိုးတင်ဆွေရန်ကုန်တက္ကသိုလ်ရေးသားတဲ့သတင်းဆောင်မလေးတွေနဲ့ပိတ်သိမ်းလိုက်ချင်ပါ रे ခင်ဗျာနယူးယောက်မြို့တော်ကိုမန္တနီမဲနိုင်လာစေတဲ့အဓိကအချက်တည်းမှာနယူးယောက်နေဂျူးလူမျိုး32ရာဂိုင်းနှုန်းရဲ့မဲချောင်းလို့ဆိုပါ रे ဂါဇာမားပါလက်စတိုင်းတွေကိုအစ္စရေးတို့အပြင်းအထန်စစ်တိုက်နေပြီမဲ့အမေရိကန်ဂျူးတွေကအစ္စရေးကိုထောက်ပံ့ပေးနေတဲ့ထရန့်ကိုဆန့်ကျင်ပြီးမဲပေးခဲ့ကြပါ रे နေတန်ယာဟုကအနောက်ဘက်ကမ်းခြေထိစစ်တိုက်သိမ်းပိုက်လိုနေပေမဲ့ထရန့်ကအနောက်ဘက်ကမ်းခြေကိုစစ်ပြုတ်ရင်းအစ္စရေးကိုအထောက်ပံ့တွေဖြတ်တောက်မယ်လို့သတိပေးထားတယ်။ဒါကြောင့်အမေရိကန်ဂျူးတွေထရန့်ကိုစန့်ကျင်ပြတာလားဆိုတဲ့တွေးစရာတစ်ခုရှိနေပါတယ်။ ယူရိုရဲ့ထောက်ခံမှုနဲ့မျိုးတော်ဝင်ဖြစ်လာတဲ့မန်တနီကတူရကီကဖန်ဝင်ရန်ထုတ်လိုက်တဲ့နေတန်ယာဟုကိုသူလဲဖမ်းမယ်လို့ကြေညာလိုက်တာမဲပေးတဲ့နယူးယောက်ကယူရိုရဲ့မျက်နှာကို ဖြတ်ရိုက်လိုက်တယ်လို့များဖြစ်သွားမလားမဆိုတတ်ပါဘူးအစ္စရေးဝန်ကြီးချုပ်နယူးယောက်လာရင်ဖမ်းမယ်ဆိုတာမဲပေးခဲ့တဲ့နယူးယောက်ကယူရိုထောက်ခံတယ်ဆိုရင်အံ့အားသင့်စရာတော့ဖြစ်ပါလိမ့်မယ်အဲ့ဒီကိစ္စက မန်တနီရဲ့ရှေ့ဆက်ရမယ့်လမ်းအတွက် တက်ရောက်မှုတခုဖြစ်လာနိုင်ပါတယ်နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်းဒီမိုကရက်တစ်ပဲဖြစ်ပေမဲ့အခုမြို့တော်ဝန်မန္တနီရဲ့အခမဲ့အစီအစဉ်တွေကိုလက်မခံပဲပယ်ချခဲ့ပါတယ်။အလုံသမားအခြေခံလူရန်းစားအတွက်စားစရာအခမဲ့၊သွားစရာအခမဲ့ဆိုတာလီနင်မတ်ဝါရလိုကွန်မြူနစ်စနစ်ရဲ့အခြေခံကြွေးကြော်သံတွေပါ။ဒီမိုကရေစီစနစ်ကအလုံလုံးတဲ့သူလုံးတလုံးအကျိုးခံစား권ရှိစေတဲ့စနစ်။ ်ဒါကြောင့်တထေးမုံလို့မရပါဘူးမန္တနီလုံရက်တွေကမြန်မာနိုင်ငံမှာလိုလူဘိန်းကြိုက်တွေဖြစ်နေပါတယ်ပါတီတူပြည်နယ်အုပ်ချုပ်ရေးမှူးကတော်မြို့တော်ဝင်ရဲ့လူဘိန်းကြိုက် အဆိုပြုချက်တွေကိုလက်မခံခဲ့ပါဘူးပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဖက်ဒရယ်အစိုးရတို့ကိုကြော်လွန်ပြီးပြည်နယ်မြို့တော်ဝင်တယောက်အမိန်ထုတ်အလုံးလုံးလို့မရပါဘူးမန္တနီရဲ့လူဘိန်းကြိုက်တွေ ပြောမဲဆွဲခဲ့ပြီးမဲရခဲ့ပြီးမဲဆွဲဂရီကိုတွေအကောင့်ထဲပို့ဖို့မလွယ်ပါဘူး ဒီမိုကရက်တွေရဲ့ထုံးစံအတိုင်းမဲဆွဲတဲ့သူကလည်းပြောကျင်တာပြောမဲဆွဲတယ်။ထောက်ခံတဲ့သူကလည်းမျက်စိမိတ်ထောက်ခံတယ်။ဒါနဲ့ပဲရှစ်မရောက်ပဲအမုန်းတရားတွေကြီးလာကြပြီးစီးလုံးညီညွတ်မှုတွေပြိုကွဲကုန်တယ်။အမေရိကန်မှာလည်းဒီမိုကရက်တီရဲ့မိုင်မဲမှုကြောင့် အမုန်းတရားတွေကြီးထွားနေကြပါပြီ။ထရန့်ရဲ့ ICA လှုပ်ရှားမှုတွေနယူးယောက်ကိုလာရင် မပူပေါင်းဘူးလို့မန်တနီကပြောပါတယ်။ ထရန့်ကတော့နယူးယောက်မြို့တော်ဝန်ကိုစီးကျော်လာရင်ဖမ်းချုပ်မယ်လို့ပြောထားတယ်။ဖက်ဒရယ်သမ္မတရဲ့မဲဆွဲကိရိလှုပ်ဆောင်ချက်ကိုမြို့တော်ဝန်ကဆန့်ကျင်မယ်ဆိုတာဘယ်အတိုင်းအတာအထိဆက်ဖြစ်မလဲစိတ်ဝင်စားဖို့ကောင်းပါတယ်။အမေရိကန်သမ္မတရဲ့နယူးယောက်မြို့တော်ဝန်ရဲ့ဘွဲက ICE လှုပ်ရှားမှုက စာပြီးဖြစ်လာလိမ့်မယ်လို့ယူဆပါတယ်။အခုမန္တနီကရွေးကောက်ပွဲအတွင်းပြည်ပအလှူငွေလက်ခံခဲ့တယ်ဆိုတဲ့ပြဿနာ ပေါ်လာပါတယ် စုံစမ်းတာအတည်ပြုနိုင်ပြီးဆိုပွဲပြီးသွားပါလိမ့်မယ်။မန္တနီက နေတန်ယာဟုမှမဟုတ်ဘူးရုရှားသမ္မတပူတင်ကိုပါနေဦးရောက်လာရင်ဖမ်းမယ်လို့ဆိုလာပြန်တယ်။သူပြောတဲ့သူတွေအဖမ်းခံရမလား။သူကိုယ်တိုင်အဖမ်းခံရမလားကတော့စောင့်ကြည့်ရပါမယ်။ဒီမိုကရက်တီရဲ့ဒုံးစံအတိုင်းစကလုံးကြီးကြီးတွေပြောပြီးနာမည်ကြီးအောင်လိုက်ဖွာနေတာမျိုးမြင်လာရပါတယ်။နယူးယောက်မြို့တော်မန္တနီကိုကြည့်ရတာ ဘရင်စနစ်ကိုဝေဖန်ပြီးမဲရခဲ့တဲ့ထိုင်းက MSB ပါတီကောင်းဆောင်ပီတာကိုပြန်မြင်မိပါတယ်။ကြောက်တုံးကိုခေါင်းနဲ့တိုက်နေတာချင်း တူနေတယ်။သဘောတဘာဝအရာတော့ဟောင်းပွားဟောင်းပွားနဲ့အသံကျယ်နေတဲ့သူတွေကြာဆုံးတာများပါတယ်။တောင်းဝန်အောင်ထန်းဆောင်ရပါမလားမသိပါဘူး။ဘာတွေဆက်ဖြစ်မလဲဆိုတာစောင့်ကြည့်ကြတာပေါ့လေ။ဘိုင်းတဲ့ဆင်းဆိုတာရှိပါတယ်။ ရှေ့ကမြင်ကွင်းမှာကြည်ကောင်းအောင်နောက်ကွယ်ကဘလို့ကြိုးစမ်းပြင်ဆင်လှုပ်ဆောင်ရတယ်လဲဆိုတာကိုပြောတာ နောက်ကွယ်မှာဘာတွေရှိလဲဆိုတာပါနယူးယောက်မှာမန္တနီမြို့တော်ဝင်ဖြစ်သွားတာရဲ့နောက်ကွယ်ကအရာကိုကြည့်မိတယ်အမေရိကန်မှာအစ္စလမ်ဘာသာဝင်မွတ်စလင်မြို့တော်ဝင်တွေတော်တော်များများရှိပါတယ်သို့ပေမဲ့မန္တနီလောက်အာယုံအဆိုင်မခံရပါဘူးမန္တနီကလည်းအာယုံဆိုင်ခံရအောင်တမင်ဖွဲ့နေပါတယ်မန္တနီရဲ့တောင်ဝန်ကမြို့တော်ဝင်လှုပ်ဖို့လား နေယူးယောက်ကနေတစင်အမေရိကန်နိုင်ငံကိုဖွားဖို့လာဆိုတာတွေးမိလာတယ်။ Trump ရဲ့သမရဗရမသတ္တမ်းမှာတရုတ်နိုင်ငံနဲ့ကုန်သွယ်ရေးစစ်လုပ်ပြီးအသာရနေခဲ့တယ်။တရုတ်ရဲ့ Huawei နဲ့ 5G အင်တာနက်ဂွန်ရက်ကိုလည်းပိတ်ခဲ့နိုင်တယ်။ဒီချိန်မှာကောင်းမထောင်နိုင်တော့တဲ့တရုတ်ဘက်ကဝူဟန်ကထွက်လာတဲ့ COVID-19 ရောဂါပိုးထွက်လာပြီး Trump အုပ်ချုပ်မှုကိုကမောက်ကမဖြစ်စေခဲ့တယ်။ ဒါကိုအခွင့်အရေးယူပြီးသမရဒုတိယသက်တမ်းမှာဘိုင်ဒန်ကမဲပသမာမှု လုပ်ပြီးလို့ထရန့်ကိုဆွဆွဲတယ်ထရန့်ကို အနိုင်ရသွားတယ်ဘိုင်ဒန်အနိုင်ရတာပုံမှန်တော့မဟုတ်ခဲ့ပါဘူးဘိုင်ဒန်လက်ထက်လုံသမင်းကအမားကြီးဖြစ်ခဲ့တဲ့အထက်မှာသမရအဆက်ဆက်လက်ဆောင်ခဲ့တဲ့ရုရှားကိုပြဿနာရှာလိုက်ပြီးတရုတ်ကိုလွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ပေးခဲ့တာအကြီးဆုံးအမားပါ ရုရှားကိုပိတ်ဆို့မှုတွေလုပ်ခဲ့ပြီးတရုတ်ကိုလွတ်လပ်စွာရှင်သန်ခွင့်ပေးခဲ့လို့တရုတ်ကဈေးပေါ်တဲ့ရေနံတွေပါရပြီးအမေရိကန်ကိုပခုံးချင်းရှင်လာနိုင်ပါတယ်ဘိုင်ဒန်တို့ဒီမိုကရက်တွေကထရန့်ကိုလုံးဝနလန်မထူနိုင်အောင်အိမ်ကိုဝင်စီးတာတွေအမှုပေါင်းများစွာနဲ့တရားစွဲတာတွေအကုန်လုပ်ခဲ့ပါသေးတယ်ကန်ဇာဒါအရမရှင်နိုင်တော့ဘိုင်ဒန်တို့ဒီမိုကရက်တွေထရန့်ကိုအာဏာပြန်ပေးလိုက်ရတယ် ရလာတဲ့ရလကအမေရိကန်တွေအမုန်းတရားကြီးသွားပြီးနှစ်နှစ်ပိုင်းကျွဲသွားခဲ့ကြပါတယ်ဒီမိုကရက်လုတ်တာ Republican ပြန်ဖြတ် Republican လုတ်တာကိုဒီမိုကရက်ကလက်မခံဆိုတဲ့ကန့်လန့်တိုက်နိုင်ငံရေးစနစ်ဖြစ်သွားပါတယ်ပြည်သူတွေလည်းသွေးကွဲကုန်တယ်မင်းသားကြီးမလို့ရရင်ပတ်မကြီးထိုးပေါက်တက်တဲ့ဒီမိုတွေကြောင့်နိုင်ငံတိုင်းပြည်သူတွေသွေးကွဲကြပါတယ်ဒါကတော့စကကြက်အနေနဲ့တင်ပြတာပါ အခုနယူးယောက်မြို့တော်မန်တနီပြောဆိုနေတာတွေကတမင်သွေးဆွနေသလိုဖြစ်နေပါတယ်ဘူတင်ကိုဖမ်းမယ်နေတန်ယာဥကိုဖမ်းမယ်ဆိုတာမျိုးတမရလုံနေတဲ့ deportation ကိုစန့်ကျင်တာမျိုးအပြင်တမရကိုတော့သူ့နောက်မှာပြည်သူတွေရှိတယ်စန့်ကျင်ရင်ရင်ဆိုင်သွားရမယ်ဆိုတာမျိုးထိ ဖြစ်နေပါတယ်ဒါတွေကပြည်နယ်တိုးတက်ဖို့ဆိုတာထက်ဖက်ဒရယ်လုံပိုင်ခွင့်ကိုဝင်ဆက်ဖက်နေသလိုမျိုးဖြစ်နေပါတယ်ပြည်နယ်အုပ်ချုပ်ရေးမှူးတော် ဘာတမ်းမှမထွက်ပါဘူးသူကိုအေးအေးယူဒီမိုရင်ဒီမိုကရက်တွေထောက်ခံသူတွေတင်မကဘူးအစ္စလမ်ဘာသာဝင်တွေပါသူ့ဘက်ကဗာပြီးရီပပ်ဘလစ်ကင်တွေ ခရစ်ယာန်တွေနဲ့ပြိပက္ခဖြစ်စေထိတ်တိုက်တွေးစီခြင်းလိုလားလို့လဲတွေးမိပါတယ်တမင်လုံးနေပြောနေတာလားဆိုတာသူမှသိပါမယ်ဒီလိုသာဆွတ်နေရင်ကျန်ရင်အမေရိကန်နိုင်ငံတွင်နေပြည်သူတွေသွေးကွဲလာကြမှာပါ တခြားမွတ်စလင်မျိုးတော်အနေနဲ့ကွဲပြားနေတာတော့ညင်းမရပါဘူးပြင်းမအကူအညီငွေလက်ခံခဲ့တဲ့မန္တနီရဲ့မြို့တော်ဝန်ဖြစ်လာတဲ့ကိစ္စကမရိုးရှင်းဘူးလို့တွေးစရာတွေရှိနေပါတယ်။ဒါကကိုယ့်ဘာသာကိုတွေးမိတဲ့ကိစ္စပါ။ဘာတွေဘလို့ဆက်ဖြစ်မလဲဆိုတာစိတ်ဝင်စားမိကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ဟုတ်ကဲ့အားလုံးကိုဒူဝင်ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like share subscribe လုပ်ခဲ့ပေးကြပါဦးခင်ဗျာမိတ်ဆွေများရဲ့ထင်မြင်ယူဆချက်အသီးသီးကိုလည်းလွတ်လပ်ဝင်လင်းစွာ comment မှာရိုင်းဆိုင်မှုမပါဘဲဝင်ရောက်ရေးသားအကြံပြုဆွေးနွေးနိုင်ကြောင်းလေးစားစွာဖြင့်တင်ပြပေးလိုက်ရပါတယ်